မိုဟာမက်ဆာလာသို့မဟုတ်မော်ရင်ကလက်စီမိုဟာမက်ဆာလာဒီနေ့မှာဒီနေ့မှာတော့တကယ့်ကိုဒီဘက်ခေတ်ရဲ့ကဏ္ဍဝင်တစ်ယောက်ဖြစ်သွားခဲ့ပါပြီပရီးမီးယားလိရဲ့ထောက်ရအကောင်းဆုံးကစားသမားညင်းခုံနေမှာပါဝင်ခွင့်ရှိတဲ့သူဖြစ်သွားခဲ့ပါပြီတကယ်တော့ချက်စီကိုရောက်ပြီးတော့ဘီဖိုးရင်တီနာနဲ့ရူမာတို့ငါးသွားကစားနေကြတဲ့ကာလဒီမှာဆာလာဒီလိုကစားသမားတစ်ယောက်ဖြစ်လာခဲ့မယ်လို့အသူအများထင်ထားခဲ့ပါလိမ့်ဆာလာဟာအီဂျစ်ကစားသမားပါအခုတော့အီဂျစ်နဲ့ပြရလို့အားလုံးကယုံကြည်ထင်မှတ်နေကြပြီပေါ့ ရွာအီဂျီကလပ်ဒီမှာဆပြီးတော့လေးချင်းခဲ့တာဖြစ်ပါရီသူမတိုင်ခင်တုန်းကအီဂျီကနေထွက်ခဲ့တဲ့ကစားသမားတွေရောစမန်ပြုစရာဆိုလို့မီတိုလောက်သာရှိခဲ့ပူတာပါရွာပထမဆုံးလေးချင်းမှုကိုအီတီဟက်ဘက်ယွန်းအသင်းမှာစတင်ခဲ့ပြီးတော့2005မှာတော့အူတာမန်စန်တန်ဒါဆိုတဲ့အသင်းမှာပြောင်းလဲပြီးတော့လေးချင်းခဲ့ပါရီနောက်တော့အမ်မိုကောလွန်အသင်းကိုရောက်ပါရီမိုကောလွန်မှာပဲပွဲဦးထွက်ပြီးတော့ခြေစွမ်းလေးပြခဲ့ပါရီ 2012ခုနှစ်မှာတော့သူဟာဆွစ်ဇာလန်ကလပ်ဘီဇေကိုရောက်လာခဲ့ပါပြီ။ဘီဇေနဲ့တူပြည်တွင်းဖလားတွေကိုရယူပြနိုင်ခဲ့ပြီးတော့ခြေစွမ်းခြေစားရှိတဲ့သူကိုခြေစီးကခေါ်ယူခဲ့ပြီးမဲ့ဝဲကစားဝိနည်းနည်းပဲရခဲ့ပြီးတော့အငားထွက်နေရတာတွေကပိုများခဲ့ပါပြီ။ဒီဖိုင်ဂျီနာကိုအငားသွားကစားလိုက်။နောက်ပြီးတော့ရိုမာကိုအငားသွားကစားလိုက်နေပါ။နောက်တော့ရိုမာကိုပြီးသက်ရောက်သွားခဲ့ပါပြီ။ခြေစီးအတွက်ကတော့အဲ့ဒီကာလမှာလက်လွတ်ခဲ့ရတဲ့ဆာလာနီဒီဘရိုင်းနိုရဲ့ဖြစ်စဉ်က အမြဲ၆လနေတော့မယ့်ဖြစ်စဉ်တစ်ခုလို့ပါပဲဒီသက်သာစိတ်ပူရှည်ခဲ့ရင်ဒီသက်သာခွင့်ရေးပေးခဲ့ရင်လို့ပြန်စင်းစားလို့ရအောင်ရနိုင်ပါတယ်ဒါမှမဟုတ်ဒါရီကလုံခဲ့ပါပြီနောက်ပြန်သွားခွင့်မရှိတော့တဲ့အတိတ်တွေပါပဲပြီးတော့အဲ့ဒီလိုသာချက်စီးမမိုဆာလာရောဒီဘရိုင်းရောဆက်ရှိနေကြမယ်ဆိုရင်လေလီဗာပူးကမိုဆာလာမန်စီးရီးယားဒီဘရိုင်းရေလို့ဖြစ်လာမယ်ဆိုပြီးတော့အာမခံချက်မရှိပါဘူးဒူရိုင်းကကိုဖိတ်သိမ့်တဲ့ကူ ကိုအောင်မြင်နေကိုမဟုတ်လား၂၀၁၉ခုနှစ်မှာတော့မိုဆာလာကလီဗာပူးကိုရောက်လာခဲ့ပါတယ်ဂျာကင်ကလော့မိုဆာလာဆာရီယိုမာနီရောဘတ်တိုဖာမီနိုဒီယူရီဆုံလင်လာလာတဲ့လီဗာပူးဟာအရှိန်ဟုန်ပြင်းပြင်းအထင်ပြောင်းလဲပြီးတော့ကြောက်စရာကောင်းတဲ့အတင်းတင်းဖြစ်ကိုရောက်ရှိလာခဲ့ပါတယ်ဒီနေရာမှာပြောရရင်ဂျာကင်ကလော့ဟာဒီထက်အများကြီးစုပလာရီပူရခဲ့တဲ့နည်းပြမျိုးပါ သူရဲ့ကစားသမားတွေကိုလုံးဆော်နိုင်မှုနီးပြဝါနီးစနစ်တွေကအများကြီးထိုက်တန်ပါရီသို့သောဖြစ်ချင်တော့ဒီမှာမန်စီးတီးစိုးမိုးနေတဲ့အချိန်သူရောက်လာခဲ့ရတာဖြစ်သွားခဲ့ပါရီဂွာရီယိုလာလုံတိုင်းဖြစ်နေတဲ့အချိန်ဆိုတော့ကိုဗစ်ကာလ EPN တလုံးပဲသူရယူနိုင်ခဲ့ပါရီချန်ပီယံလိဖိုင်နယ်ကိုလေမိုဆာလာရောက်လာခဲ့တဲ့ပထမနေ့2018ရာသီမှာကလေးကဖိုင်နယ်ရောက်ခဲ့ပြီးမြိုင်ဖိုင်နယ်မှာတွေ့တာကချန်ပီယံလိကိုဘယ်လိုယူရမလဲအလို့ရနေခဲ့တဲ့ ရီးယင်းနဲ့သွားပြီးတော့ဖြစ်နေတော့အဲ့ဒီနေ့မှာကံမကောင်းနိုင်ခဲ့ပြန်ပါဘူး။နောက်တနေ့နောက်ဆက်ရှင်2019ကြာမှပဲချန်ပီယံလိကိုသိမ်းပိုင်နိုင်ခဲ့ပါရင်2021 20ရာသီမှာလေအဲ့လိုပဲဖိုင်နယ်ရောက်လာခဲ့ပြီမြင်ဖိုင်နယ်မှာရီးယေးကို1-0နဲ့ကတ်ရှုံးခဲ့ရတာပါ။လီးတရဘူအတွက်အချင်းချင်းရှင်ပြိုင်ပြီးတော့လုံလောက်တဲ့အမှတ်မျိုးလေးရခဲ့ပြီမြင်မန်စီးတီးရဲ့စံချိန်တင်အမှတ်တွေနဲ့ကြော်ဖြတ်ခင်ရတာကြီးကြောင့်ဒါဂင်ဂလော့ရောဆာရီယိုမာနီရောဘတ်တိုဖာမီနိုတို့ရောဂန်ဒါဆန်တို့ဟာထိုက်တန်တဲ့လောက်မရသွားခဲ့ကြတာပါ။ ဘလုံးကဒီလိုပါပဲအကောင်းဆုံးတရားဖြစ်နေရင်တော့မှအကောင်းဆုံးစိုးတစိတ်တွေရပါမယ်လို့အာမခံချက်မရှိပါဘူးအထူးသဖြင့်ပြိုင်ဆိုင်မှုတွေပြင်းထန်လို့ ਨੇ လိမျိုးမှဆိုရင်ပေါ့မိုးစားကကိုရိုင်းကလည်းဒီလိုပါပဲ သူကလုံလောက်တာထပ်ပေါ်ရေးခြေစွမ်းမျိုးအာကုလို့ရမှုမျိုးကိုကြင်ကြင်ပြသခဲ့တဲ့သူပါရောက်လာတဲ့ရာသီမှာနေအင်းကိုအတွင်းကိုရင်းနဲ့အများကြီးကူညီပေးခဲ့ပြီးတော့အခုရာသီမှာလည်းသူ့အသက်ရွယ်နဲ့မလိုက်အောင်လုံးပြနေပါတယ်ဒီတစ်ခုထဲမှာနေ28ကိုအတွင်းပြီးတော့17ချိန်ဖန်ပြီးပေးထားတယ်ဆိုတာကတော်တော်ကြီးကိုကောင်းလို့တဲ့နံပါတ်တွေပါချန်ပီယံလိမှာ3ကိုအတွင်း၄ကိုဖန်ပြီးပေးထားတာမပါသေးပါဘူးဒါပေမဲ့သူ့အနေနဲ့ရာသီကလော့လက်အောင်မှာ EPN တစ်ချိန်အခုအာနီစလော့လက်အောင်မှာ EPN တစ်ချိန်ပဲရထားပါတယ်နောက်နေ့ရာသီမှာထပ်ပြီးတော့စိန်ခေါ်နိုင်ုံမလားဆိုတာကတော့စောင့်ကြည့်ရမှာပါ ို့တော့ဘလိုပဲဖြစ်ဖြစ်လီဗာပူးအသင်းမှာရော EPL မှာရောသူကစင်တန်းတစ်ခုရောက်သွားခဲ့ပြီဆိုတာကတော့ပြက်ပြက်သားသားတော့ပြသနိုင်ခဲ့ပါရင်ဘိုးရင်တော့ကသူဟာမာနီရဲ့ယုံအောင်ကိုခူးစွန့်နေတာဆိုတာမျိုးပေါက်တာကရအပြောဆိုမျိုးတွေရှိခဲ့ပေမဲ့မာနီမရှိတော့လေသူဆက်ပြီးတော့လုံးပြနိုင်နေတော့မှာပဲမာနီနဲ့သူ့ကိုရှင်ရွေးရတော့မယ့်အချိန်မှာသူ့ကိုဝေယူချေခဲ့တာကလီဗာပူးအသင်းရဲ့မှန်ကန်တဲ့လုပ်ရပါပြီလိုရဲ့ကြည့်ကြည့်ပါမိုဆာလာဟာလီဗာပူးအသင်းအတွက်ကတော့ဟီးရိုးတယောက် ။ဒါဆိုရင်ဒီမှာကြံရေးတော်မဲ့သူတယောက် EVN သမိုင်းနေရမှာရီထူးထားတော်မဲ့လူတယောက်ဆိုတော့ကတော့ဘယ်သူမှငင်းချဲထုံးမဲ့သူမရှိတော့ပါဘူး။ငင်းမဲ့သူရှိခဲ့ရင်တော့အဲ့ဒီလူကဘယ်သင်းပြိသက်ပဲဖြစ်ဖြစ်သူ့ရဲ့ဘောလုံးအသိဉာဏ်ကိုဝိုင်းပြီးတော့မင်းကွန်းထုတ်ချရမှာပါ။ဒါပါဘူးတဲ့ဘောလုံးသူရဲကောင်းတွေကတခိတယောက်တော့ပေါ်လာချပါရင် Kenny Dalglish, Michael Owen, Steven Gerrard, Fernando Torres, Luis Suarez ကိုတင်ညိုကနေမိုဆာလာအထိပေါ့မိုဆာလာကလေအခုတော့ဒီအသက်ရွယ်ကဒီပုံစံနောက်ချက်ပနေရာဒီဆက်ပြီးတော့ကစားနိုင်ဦးမလဲဆိုတာမသိသေးတဲ့အသက်ရွယ်ပါလို့တော့သူကလုံလုံလောက်လောက်လုံးပြခဲ့ပြီးပါပြီတဘာဟုကွင်းရဲ့ရှေ့မှာရုပ်ထုတစ်ခုနဲ့ Titan နဲ့ခေတ်သစ်ကစားသမားဆိုရင်တော့သူ့အဝေးပြကြရတော့မှာဖြစ်ပါရင်